အင်းတိုင်းဒါနေပို့ပီတူချလူမျိုးရေးပြဿနာဖြစ်မှာဟုဒေတာခံပီတူများဆိုရင်နေတဲ့တည်င်းထင်ဆက်ပြီးချင်ပါတယ်အင်းတိုင်းဒါနေပို့ပီတူများဟာရှေးရခင်ကတည်းကငင်းချမ်းစွာအသူရှင်တွဲနေထိုင်ကြသည့်ညီနောင်တိုင်းဒါများဖြစ်သလို ပွဲတော်များကျင်းပတဲ့အခါမှာလည်းအသူရှင်သွဲပြီးတာဝန်များကိုထမ်းဆောင်ခဲ့ကြတာဖြစ်ပါတယ်။2020ရေကောက်ပွဲမဲမတမာမှုကြောင့်နိုင်ငံရေးအရှုပ်အထွေဖြစ်ပွားပြီးရဲ့နောက်မှာတော့ NLD ပါတီအမတ်ခံဖြစ်တယ်လို့ NUG လက်အောက်ခံဖြစ်တဲ့ INPGF အဖွဲ့ကိုဖွဲ့စည်းပြီးတီတူများကိုဒုက္ခစပေးပါတော့တယ်။ INPGF တွေဟာပို့ဒေတာပို့ဥကြီးရဖြစ်တဲ့စံကားကြီးရအုပ်စုထီခို့ ညောင်လေးပင်ထီရီတောင်ပုတ်ကွယ်နမ်တုတ်စရဲပို့ကြီးရတဲ့ထဲကိုနေရယူစခန်းချနေထိုင်ခဲ့တာဖြစ်ပါတယ်အဆိုပါကြီးရွာအတွင်းရှိပိုးပြည်သူများကိုလည်းမောင်းထုတ်ခဲ့ပြီးပိုးပြည်သူများ၏ကစ္စည်းဥစ္စာအားလုံးကိုလည်းခိုးယူတုံ့ဆွဲခဲ့တာဖြစ်ပါတယ်။ဒေသခံပြည်သူများစစ်ဆောင်လေးရ၄နှစ်ကျော်ပြီလို့လည်းသိရပါတယ်။ MPDF တွေဟာပိုးပြည်သူအများကြီးဂျေးရွာထဲကိုခိုးလုံယုံမကပဲပိုးဒေတာပြက်စီအောင်လဲမကြာခဏတိုက်ပွဲတွေဖော်နေခဲ့တာပဲဖြစ်ပါတယ်အင်း PDF အဖွဲ့ရဲ့လောက်ရက်တွေကြောင့် အင်တိုင်းသားများနဲ့ပို့အုပ်ပြည်သူများကြမှာလူမျိုးရေးပြဿနာဖြစ်ပွားမှာကိုဒေတာခံပြည်သူတွေကစိုးရိမ်နေလက်ရှိပါတယ်။လက်ရှိ MPDM များနေရာယူစခန်းချတိတောင်ပုတ်ခွဲရွာ၊ထီရီရွာ၊နမ်တုတ်ရွာ၊ညောင်လေးပင်ရွာစသည့်ကြီးရွာများသည့်ပို့အုပ်ကြီးရွာများဖြစ်သလိုပို့အမျိုးသားအဖွဲ့ချုပ် PNO ၏နယ်မြေလည်းဖြစ်ပါတယ်။ ပအိုးမျိုးသားတံပတော် PNE အနေနဲ့ကကိုယ့်ရဲ့နေမြေထဲမှာရှိနေတဲ့ပြည်သူများအားလုံးစစ်ပေးရှောင်ဘဝမရောက်ရအောင်စစ်ပွဲကြောင့်ဒုက္ခမရောက်ရအောင် နေမြေလုံးချုံရေးကိစ္စတွေကိုဆောင်ရွက်နေခြင်းဖြစ်ပါတယ်။အင်တိုင်းသားတွေနဲ့ပအိုးပြည်သူများဟာညံသူတွေလည်းမဟုတ်သလိုငင်းချမ်းစွာအတူရှင်သွဲနေထိုင်ကြသည့်တိုင်းသားများသာဖြစ်ပါတယ်။ညောင်ရွှေမြို့နယ်စံကားကြီးရွာအုပ်စုထီခိုးရွာ တံပုတ်ကွယ်ရွာညောင်လေးပင်ရွာနမ်တုံရွာစတဲ့ကြီးရွာတွေထဲမှာနေရယူစခန်းချပြီးပိုးပြည်သူများဤဖြစ်စီဥစ္စာတွေကိုခိုးယူသုံးဆွဲနေတဲ့အကျန်းဖက်အဖွဲ့ဖြစ်တဲ့ INPDF တွေဟာအင်တိုင်းတာအနည်းစုသာပါဝင်ပြီးအင်တိုင်းတာနဲ့ပိုးပြည်သူများလူမျိုးရေးပဋိပက္ခဖြစ်ပေါ်အောင်အင်တိုင်းတာအဖြစ်အတွင်ယူပြီးလှုပ်ဆောင်နေတယ်လို့လည်းသိရပါဗျာ။